ရစမလူမပဲလို့မွန်ပြည်နယ်ရေမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်တွေနဲ့ဒွန်လိုင်းတပ်ဖွဲ့တို့၃ရက်ဆက်တိုက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်က၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ဟာအော်တိုဘာ၁၀ရက်နေ့မနက်ပိုင်းမှာကနင်ကမော့ရွာကိုစစ်ကြောင်းထိုးလာလို့ဒွန်လိုင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာလည်းအောင်သာရရွာနဲ့လေးမောချင်ရွာနီးမှာထပ်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနေ့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတက်ကြက်ကြီးပေါဝင်တက်သား၂ဦးသေဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သူတို့စစ်ကောမရှင်ဘက်ကစစ်ကြောင်းကအင်အားတရာဝင်းကျင်လောက်ရှိပါတယ်။လက်ရှိမှာတော့စစ်ကောမရှင်စစ်ကြောင်းကချိနာပြီးပြန်ဆုတ်သွားတဲ့အနေထားမှာတော့ရှိပေမဲ့ရေးမြုံနယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ်လို့ Monstack Revolution Army ပြန်ကြားတာဝန်ရှိသူမီတလာညံက ARD Times ကိုပြောပါရယ်အဲဒီနောက်အော်တိုဘာ17ရက်နေ့မှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့တွေကို drone နဲ့ဘုံးသီးနှလုံးကျဲချတိုက်ခိုက်တဲ့ပြင်40မမနဲ့ပါပြစ်ခတ်လို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်ဆက်လက်ပြီးအော်တိုဘာ17ရက်နေ့မှာလဲဘေးလမိုင်းရွာကနေအေးကဘာရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့ မိနစ်30လောက်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်ကဗိုလ်ကြီးတဦးပါဝင်တပ်သား၈ဦးသေဆုံးခဲ့ပြီး၅ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီတိုက်ပွဲတွေကိုမွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနကတပ်တွေဖြစ်တဲ့မွန်ပြည်နယ်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့အတူဂျာမညမွန်တပ်တော် RMA KNL တရင်29တပ်ခွဲ1 Viewer 33 ဒေါနာချင်းမွင့်တက်ခွဲတပင်ရွှေတီးတက်တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်